်မင်္ဂလာပါရှင် Simple Daily Life Channel မှာပြန်လည်ကြိုဆိုပါရစေမိတ်ဆွေများအားလုံးကိုစိတ်နှပါချမ်းသာချမ်းသာပါစေလို့မြတ်တာပို့ပါရစေဘေးအန္တရာယ်ပေါင်းမှကင်းဝေးပါစေလို့လည်းအလေးနဲ့ဆန္ဒပြုပါတယ်ဒီနေ့တော့ဆ ्याम တ်မတ်ဆန္ဒရဲ့ဝတ္ထုလေးတစ်ပုဒ်ကိုဖတ်ပြခြင်းပါတယ်ရှင်ဝတ္ထုလေးရဲ့နာမည်ကအမေစီကဘတ်ဂျူတဲ့နားထောင်ကြည့်ပါဦးနော်အမေစီကဘတ်ဂျူ မိငယ်တို့အိမ်တွင်ဘီ600ကားလေးတစ်စီးရှိခဲ့ဘူးသည် အဖေသည်အရာရှိငယ်တူဖြစ်တော်လဲညနေရုံစင်းချိန်တွင် ထိုကားကလေးနှင့် တက္ကစီဆွဲလေးရှိသည်ကဲတာကြီးရေစံဘိုးစီဘိုးစောက်ဘိုးကျွရှင်ဘိုးလေးတွေရှာကြအောင်ဆိုဟုကားစတီယာရင်ကို ပုတ်ခါခက်ရွှင်ရွှင်လေးပြောလေးရှိသည်ကိုမိငယ်အမြဲတမ်းတတိယနေမည်ဖြစ်လေသည်အဖေဤလာကားကား အမေဤမိဖို့ကြောင့်ဇယိတ်ကိုပင်ရိုင်တိရိုင်တိုင်နဲ့ထမ်းနေရတော့မိငယ်တို့မှနှမလေးဦးဤပညာသင်ဇယိတ်ကို အဖေကားလေးကအများဆုံးထမ်းရွက်တည်ပူပေးခဲ့ရလေသည်ထို့ကြောင့်လည်းအဖေကသူ့ကားကိုကားဟုမခေါ်တားဟုခေါ်ခဲ့ခြင်းဖြစ်မည်ထင်သည်ကိုလက်နှင့်ကိုငယ်တို့ကလည်းအဖေလေးကိုလိုက်ခါကားကလေးကိုရေးဆေးချသည့်အခါတိုင်းလာဟိငါတို့အကိုကြီးကိုရေးလေးမိုးလေးတန်းစင်ပေးကြအောင်ဆိုဟု ပြောလို့ရှိကြသည်ဟုပြန်တွေးမိရင်ပြုံးပြောခြင်းစရာကောင်းလာသည်ငါသားသမီးဒီရောက်လုံကဖေဟာပညာအမွေအဖြစ်ပေးခြင်းနဲ့ပညာသင်စရိတ်ဘလောက်ကြီးကြီးအဖေရအောင်ရှာမယ်အဖေကမကြာခဏပြောတတ်သည်အဖေဤအရင်အောက်တွင်မိငယ်နှင့်အကို၃ယောက်စလုံးမကြောက်မကြနေလာခဲ့ရသည်မှာ အကိုဤတက်သူတွင်တတိယနှစ်ရောက်သည့်အထိဖြစ်သည် မိငယ်73နှစ်ပြည့်ပြီးတလားခန့်ရှိသောအခါအဖေစေယုံတက်ရသည်။မျက်လုံးတွေဝါကစီးတွေလည်းဝါလာသောကြောင့်ဖြစ်သည်။အဖေအပြင်းမှန်းမခံနိုင်တော့ပဲတဖြည်းဖြည်းညှိုးလျှာကမောလာတတ်သည်။အကိုကြီးကအဖေကိုစားတက္ကစီဆွဲကအဖေအတွက်စေဘူးရှာပေးခဲ့တော်လေအသေးကင်စာဝေဒနာအတွက်လောင်းငါနိုင်သည်မရှိခဲ့ကြည်။ဆရာဝန်ဘိုးကကြီးစေဘူးကကြီးနှင့်နောက်ဆုံးတော့ ကားကလေးကိုရောင်းပစ်ခဲ့ရသည်ကားရောင်းရငွေနှင့် အဖေကိုအစွမ်းကုန်ပြုစုခဲ့ကြတော့လေမိငယ်တို့တေကျင်တရားကိုမတားဆီးနိုင်ခဲ့ကြပြီသူယောဂါကိုသူသိ၍သူ့ကိုယ်သူမရနိုင်တော့ဟုနားလေလာတော့အခါ အဖေကမိငယ်၏စပင်းလေးများကိုပုတ်တက်ရင်းမချီပြုံပြုံသည် သူ့ကိုမျက်နှာငယ်လေးများနဲ့ကြည်နေသောသားသုံးဦးကိုကြည့်ရင်မင်းတို့ယောက်ျားမဟုတ်လားဒီမျက်နှာထောက်ပြင်လိုက်စမ်း အဖေမရှိရင်အမေစကားကိုနားထောင်အမေကိုကူချားဟုခက်တင်တင်ပြောသည် အမေကသားသုံးဦးနှင့်ရှင်လေးရဲ့ရက်ရင်အဖေကိုတက်တက်လေးပြုံးပြသည် ထို့နောက်ဘသူအတွက်မှဘာအတွက်မှနောက်ဆက်မတင်းမနဲ့အကို အားလုံးအတွက်ကျမရှိပါတယ်ဟုတိုးတိတ်ညင်သာတော်လဲပြတ်သားတော်အတန်နဲ့ပြောခဲ့လေသည်တခါတည်းရန်မြို့ကြောင်တွင်ကြိတ်ပြီးမျက်ရည်တုန်နေတတ်တော်လဲ အမေဒီအဖေရှိရင် တခါမှမျက်ရည်မကျခဲ့ပြီ။အဲ့ရတဲ့လဲနေတဲ့အဖေကိုတရားအမှတ်နဲ့နေနိုင်အောင်တတိပေးတက်မှတ်ပေးသည်မှာအပပူပန်စရာကိစ္စများကိုလုံးဝမပြောခဲ့ပြီ။အဖေဤအသုဘတွင်လဲအမေဒီအချို့သောမိမများလို ကိုဟိုရင်ကြီးကိုအဟွာကြီးကျမဘလို့နေခဲ့ရမလဲဟုမအော်မဟစ်ခဲ့သည်ကိုမိငယ်တတိထားမိသည်။အဖေမျက်နှာကိုနောက်ဆုံးအနေနဲ့စိုက်ကြည့်ကား မျက်ရည်တွေ့တွေ့ကျနေတော့လေအန်ကိုတင်းတင်းကြိတ်ထားသည်တဲတဲထန်ထန်ကိုကျွေးနေသောမိငယ်ကိုဖက်ပွေထားရင်အမေရှိပါသေးတယ်တမီးရဲ့ဟုကြေခွဲစွာ ပြောခဲ့သည်ကိုမိငယ်ပဲသောအခါမှမေ့နိုင်တော့မည်မဟုတ်ချေထိုနေ့ကမိပြက်သည်ဖျောင်းတိုင်ပြီးမိမ့်မိန်လေးအောက်ဝဲရိန်ထိုးလှုပ်ရှားနေသောအရေးများကိုကြည့်ရင်မိငယ်တို့အားလုံးအဖေကိုသတိရနေမိကြသည် အဖေဆုံးခဲ့ဒီမှာဆယ်ရက်ခန့်သာရှိသေးသည်မို့အဖေဤအငွေ့အသက်သည်အိမ်ထဲတွင်နှွေးထွေးနေစေဖြစ်သည်အိမ်ကပြင်ဖနှက်ချုပ်အောက်တွင် ပစင်းရင်ခွဲလေးများကစူးစူးရှာရှာအောင်မြင်နေကြသည်တုံးလေးအိမ်အကျော်မှာဥပိုထွေးကမူရေချိန်ကိုက်နေပြီမို့စိတ်ညစ်လို့အရက်ကိုတောက်တယ်အရက်တောက်တော့အေးပိုစိတ်ညစ်တယ်ဟုရှာလေးအာလေးနဲ့တချင်းစုံနေပြီဖြစ်သည် ထိုအခါမျိုးတွင်အဖေကအကိုတို့အားအရက်သေးစာမတောက်စားရန်ပုံတူပတ်စလေးများပြောကဆုံးမတတ်သည်ကိုအာလုံးတတိယနေကြစဉ်အမိကအမိတော့သားတို့သမီးတို့စီအကူညီတောင်းရအောင်မယ်ဟုခတ်တိုးတို့ပြောသည်အမိလက်ထံမှာငွေ1000ကျွဲလောက်ကျန်နေအဲ့ဒါအမိအိမ်ဆိုင်လေးထွက်ချင်တယ်ကွယ်ဆန်စီစားငရုတ်ကျက်သွန်နွင်းကအစပေါ့အိမ်ရှိဖနက်ချွတ်မှာပဲအဖေလေးထတ်ချလိုက်ရောင်းလို့ဖြစ်မှာပါ ပထမတော့တတ်နိုင်သမျှပဲတင်တာပေါ့နောက်တော့လည်းချဲ့တာပေါ့ကွယ်အမေကဈေးရောက်မလို့လားအကိုကြီးကမေးတော့အမေကပြုံးရင်ကောင်းကြီးပြသည်ဈေးရောက်လိုက်အဝိရှော်လိုက်ထမင်းချက်လိုက်ဟင်းချက်လိုက်နဲ့နေကင်းတိုင်ကြရင်အမေခင်ဗျာနင်းနေမှနားရတော့မြင်မထင်နေကင်းကြရင်အမေတယောက်တည်းဒါကြောင့်မို့လို့သားတို့အကူကြီးလိုတာပေါ့တဏီလုံးเจ้าကနေနေတော့ဝက်เจ้าပြောင်းတက်လိုက်ရင် အမေလဲချက်ဖို့ပြုတ်ဖို့အချိန်ရတာပေါ့တယောက်ယောက်အခုခွန်ရောအမေတငယ်ချင်းများနဲ့မခွဲလို့တော့ကိုလက်ကစင်ကြေတက်သည်ကြီးတန်းရောက်ခါမှကြောင်းသစ်မပြောင်းလို့လူသစ်များနဲ့လည်းမပေါင်းလို့တော့ကြောင်းဖြစ်သည်တယောက်အခုခွန်ရဲ့အဲ့ဒီတယောက်တွေစားစေးကတိုးလာမှာပေါ်သားရဲ့နောက်ပြီးဆိုင်ထိုင်ခိုင်းမှုဆိုတာငွေကြီးလေးစိတ်ချရအောင်မှဖြစ်မှာအမေတို့တယောက်ချင်းအတွက် အဆင်မပြေတာလေးတွေနစ်နာတာလေးတွေတော့ရှိမှာပဲအဲ့ဒါကိုတော့သီးခံရမယ်လေအရင်တုန်းကအမေတို့အားလုံးဟာအဖေရဲ့အရေးအောက်မှာအေးအေးချမ်းချမ်းနေခဲ့ကြရတာမဟုတ်လားအခုကျတော့အခြေအနေပြောင်းသွားပြီအမေလည်းတတ်နိုင်သမျှတော့စူးစမ်းမှာပါဒါပေမဲ့သားတို့သမီးတို့ရဲ့အကူအညီလည်းလိုတယ်လေအမေကညှင်သာစွာပြောတော့ကိုလက်ကအမေလက်မောင်းကို ဖက်ခါအပြစ်ရှိသူလို့ရည်သည်သားကူမှာပါအမေရ ကြည်နီအပြက်ကိုကူပြမယ်။ကုလွန်လွန်းလို့အမေအံ့ဩသွားစေရမယ်။ပီတိလှိုင်းတဘိုးအောက်မှာအမေခမညာမလူးတာမလွန့်တာနစ်မြုပ်နေစေရမယ်။လေကြီးလေကျေပြောလွန်သောကိုလက်ကြောင့်မိငယ်တို့အားလုံးရှိကြရသည်။အဖေဆုံးပြီးသည့်ဤနောက်ပိုင်းပထမဦးဆုံးအကြိမ်ရီမောကြရခြင်းဖြစ်လေသည်။တားလက်တက္ကစီမောင်းအမလားစဉ်းစားနေတယ်မိ။အဖေရုံးကဦးလီဦးလာမောင်ကတားမောင်းမဲ့ဆိုရင်စပေါ်မယူပါဘူးတဲ့။ ကိုကြီးကပြောသည်အချိန်ပြည့်တော့မမောင်းမနိုင်အောင်တာရဲ့ကျောင်းပြည့်တော့မှာပဲဟာညနေပိုင်းတော့ပဲအချိန်ပိုင်းနဲ့မောင်းပါလားဒါဆိုရင်ညနေပိုင်းနေရဲ့စနေတနင်္ဂနွေရဲ့မောင်းမယ်စံပိုးနဲ့စီပိုးရရအောင်ရှာမယ်ကံကောင်းရင် ကိုငယ်မင်းအတွက်ကျူရှင်ပိုးပါရမှာပေါ့ကိုကြီးကတက်ကြွစွာပြောနေတော့လေကိုငယ်ကခေါင်းခါသည်ဟင်ဒါကျူရှင်မတက်တော့ဘူးအိမ်မှာပဲကြက်တော့မယ်သမီးလည်းမတက်ဘူးမမီး ကျူရှင်တက်တဲ့သူစီမှာမေးပြီးအိမ်မှာချက်လေအတူတူပဲဟုတ်တယ်မင်းတို့နားမလဲတာလေငါပြပေးမယ်ဟော်ဒီကပညာရှိကဝိသူခမိန်ကြီးကအစုံအလင်အကုံအစင်တုံတင်ပြတာဆုံးမအဆဆအယယာတော်စန်းကိုလက်တော်စန်းကိုကြီးကကိုလက်ဤခေါင်းကိုထုသည် ကိုလက်ကရီမောရင် ကိုငယ်ဤပခုံးကိုတွန်းသည် ကိုငယ်ကဟော်ဒီမှာအမေဟုအတန်ကြဲကြီးနဲ့အော်ရင်အမေကိုလှမ်းဖက်သည် မိငယ်တို့တွင်ဒုတိယအကြိမ်ရီမောကြရပြန်လေသည်အဖေဆုံးပြီး6လလောက်နေတော့မိငယ်တို့တွင်ငိုကြရပြန်သည်ကိုကြီးခမညာတက္ကစီဆွဲရင်းကားတိုက်ခံရကညာဘက်ခြေတော်အယိုးကျိုးလာတော့ကြောင့်ဖြစ်လေသည်တစ်ဖက်ကားဤအမားလုံးလုံးမှုသူတို့ကကားကိုအကောင်းပကတိဖြစ်အောင်ပြင်ပေးက လူကိုလည်းစိတ်ကူပေး၍သာတော်တော်သည်တို့တော့အမှုကြီးအေးပြီးနောက်ပိုင်းတွင်တော့ သိပ်ပြီးအရေးတီဟုမရှိလာတော့ဘီလူမသေးတာပဲတော်လှပြီကွယ်လူတဲ့အဖိုးတန်တာမရှိဘူးအမေကတဖွားဖွားပြောကသူ့သားကြီးအတွက်အင်္ဂလိပ်နီးတရုတ်နီးရောမြန်မာနီးရောကောင်းဆိုသည်များအကုန်လုပ်ပေးခဲ့သည်ကိုကြီးခင်ညာလည်းသုံးလားခန့်အလောက်ကင်ပြက်ခါစာမီးဝဲကိုပင်ကြိုင်းတောင်းနဲ့သွားဖြည့်ခဲ့ရသည် ထိုကာလအတော်အတွင်းတွင် အမေလည်းပင်မှ MC ကျိုးလေးလည်းပြုတ်ထွက်သွားခဲ့လေသည် ရွှေကျိုးလေးရောင်းလိုက်ရ၍အမိကအပြုံးမပြတ်တော့လေ။ကိုကြီးကတော့တိတိတသာပဲမျက်နှာပြက်ခဲ့ရှာသည်။ကျွန်တော်ကြောင့်မတိုးတဲ့ပြင်အမိမှရှိတာလေးတော့ရော့သွားရတယ်ဗျာဟုတနေ့လင်၃-၄ခါလောက်ပြောနေတတ်သည်။ရော့လေဘာဖြစ်လဲ။ကုံသေးတာမှမဟုတ်ဖဲတားရဲ့။အမိမှရှိပါသေးတယ်။လူထက်အဖိုးတန်တာဘာမှမရှိဘူး။ အမိအတွက်တော့အမိသားသမီး၄ယောက်ဟာ အဖိုးအတန်ဆုံးယတနာတွေပါ။အမိကလည်းထို့သို့ပင်ပြောတတ်သည်။တနေ့တော့မန်တင်ကုန်အန်ဆွဲတဲ့ကဘူးအနီလေးတစ်ခုကိုထုတ်ပြသည်။ထို့အထဲတွင် အမိဤပလဲနှကတ်နီလာလက်စွပ်နှစ်ကွင်းနှင့်ဝင်းပြီဤနေသောရွှေဆွဲကြိုးတစ်ကုံရှိသည်။အမိဤရင်ကဝတ်စီကိုမမြင်ဘူး၍မိငယ်တို့အံ့ဩနေသည်။တွေ့လား။အဲ့ဒါသုံးဖက်သားရှိတယ်။ တပတ်ကတစ်ချက်သားတဲ့6ပြားသာရောပေမယ့်ရောင်းရင်တစ်ချက်သားစီရတယ်။အမေတို့အတွက်အသုံးမလိုသေးလို့တင်ထားတာ။အခုရွှေစည်းဘလောက်လဲအမေ2000လောက်ထင်ပါရဲ့။ဒီလိုဆိုရင်ဒီကျူးက3ချက်သားဆိုတော့6000အဟိအမေမငွေ6000တောင်ရှိသေးတယ်ဟိ။ကိုကြီးကကလေးငယ်လိုအော်ပြီးဆွဲချိုးလေးကိုမြှောက်ကင်ကရီမောလေသည်။ "तू မလုံနိုင်မကင်နိုင်သေးတော့လေ။အမေမရွှေရှိသေးသည်"ဆိုတော့ အတော်လေးအတက်ရွှင်လန်းသွားဒီမှာသိတာလှသည်ရွှေရှိရင်ငွေရှိတာပဲတားရဲ့ဘာပူစင်ရလို့လဲအခုဆိုရင်ကုံစုံဆိုင်လေးကလည်းရောင်းကောင်းလာပြီကိုလက်ရဲ့တငယ်ချင်းတယောက်ကသူ့ဦးလေးစီရပသိမ်မီသွေးမှာပြီးနေတဲ့ကုံစုံဆိုင်နဲ့တွဲပြီးမီသွေးပါတင်မယ်ဒီအရင်နည်းနည်းလိုတာကိုတော့ဒီနီလာလက်ဆွတ်နှစ်ကွင်းရောင်းလိုက်မှာပေါ့ตาก้าถั่วมะมองเมมะเน่ไดซายส่องไปတော့လဲအမေမဟန်ကိုကြလို့အစိုးဆိုပေမဲ့လဲအကောင်းလေးတွေလည်းရှိပါတယ်ตาရဲ့ အမေကကိုကြီးပခုံးကိုဖြစ်ကင်ကလေးအေးလေးနဲ့ပြောသည်မိသွေးပါတိုးလာတော့အမေပိုးပင်ပန်းမှာပေါ့ပင်ပန်းမှာစေသားရဲ့အမေကပင်ပန်းရတာကိုပြောနေတာပါပင်ပန်းမှာလည်းပတ်စံရမှာပေါ့မဟုတ်ဘူးလားအမေသားတွေသမီးတွေကလည်းကုညင်ကြတာပဲဟာအခုဆိုရင်အမေတို့တွေအတော်လေးရောင်းတက်ဝယ်တက်ဖြစ်လာပြီအထွေကြုံလေးလည်းရလာပြီဆိုတော့အဖိတ်စင်နေလာတယ်အမျက်စုံလေးလည်းများလာတယ် အမေနေမကောင်းဖြစ်မှသာစိုးရင်ရတာပါအမေသိပ်ပင်မန်းနေအစားကြတော့လေကျွန်တော်တို့ညာပြီးအမေလျှော့စားနေတာ။အိုးကောင်းမှကောင်းဒူးနာတာလည်းလို့ဘာမှမဖြစ်ဘူးဒူးနာတာကလည်းငါသမီးလေးစေးလိမ့်ပြီးနေတာပဲဟာအမေကမိငယ်ကြီးကောင်းမှစပင်လေးမြောက်ကိုချစ်စနိုးလှမ်းဖွာသည် အမေလက်ဖွာများက နူးညံ့ဤထွေးခြင်းမရှိလာကြမိငယ်ကအမေလက်မြောက်ကိုဖမ်းကင်က ပါနဲ့အပ်ထားလိုက်သည် ူနွေးတံမာသောလက်ဖဝါးချမ်းချမ်းများကမိငယ်ဤပါ၍နုနုပေါ်တွင်ကြံပြီးရှာတတဖြစ်နေသည်။မိငယ်ကအမေ၏လက်နှစ်ဖက်ကိုပူးကင်ကချစ်မြတ်လို့ဆိုနန်းသည်။ဟဲ့အယူမလေးအမေလက်ကအခုပဲစက်သွန်နေနှွာလာတာမနံဘူးလား။အမေကသူ့လက်ကိုယုံသည်။မိငယ်ကလွတ်မပေးဘဲထက်ခါထက်ခါနန်းရင်တခစ်ခစ်ရည်နေသည်။အမေလက်မှစက်သွန်နှံ့ကိုလည်းချစ်သည်။နနွေးနှံ့ကိုလည်းချစ်သည်။ အမိကိုမှချွေးနှံ့ကိုလည်းချစ်သည် အမိကောင်းမှအုံးစီနှံ့ကိုလည်းချစ်သည်အားလုံးကိုမိငယ်ချစ်သည်ဟေးကောင်းမလေးတကောင်အမေစီရဲ့ဗကြိုကြီးလိုချင်လို့မျက်နှာချိုသွေးနေတယ်ဟေးကိုကြီးနဲ့ကိုလက်တော့ဝိုင်းစကြသည်ဘာပြန်ပြောရမည်မသိပဲကိုကြီးနော်ကိုလက်နော်နဲ့ဩနေတော့မိငယ်ကိုအမေကတိုင်း၍ဖတ်လိုက်သည်ငါသမီးလေးကိုမစကြပါနဲ့ဟေးဟုပြောရင်နှစ်ဖူးဆန်ဆန်လေးမျှဝငုံ၍နန်းရှိုက်သည် အမေရင်ခွင်ထဲတွင်ကျဉ်နဲ့နေသောမိငယ်ကအကိုသုံးဦးအားပြုံးထည့်တင်နေလှမ်းကြည့်သောအခါဘတ်ကျိုးဘတ်ကျိုးဟူဝိုင်းအော်ပြီးဝါးခနဲရိလိုက်ကြလေသည်အဖေဆုံးပြီးတစ်နှစ်ခွဲခန့်ရှိတော့မိငယ်တို့မိသားစု လူလင်ခံရပြန်သည်အဲ့ဒါကတော့ကိုလက်တယောက်သင်မောသားယူယူသောကြောင့်ဖြစ်လေသည်တိုင်တိုင်ဝိုင်းဝိုင်းညာညာလှိုင်းလှိုင်းပြောတတ်သူတစုကကုမ္ပဏီဖွဲ့ကလူငယ်များကိုသင်မောတင်ပေးမည်ဟု အတီပေါင်းနဲ့လိန်ခြင်းဖြစ်သည်။ကံကောင်းထောက်မှသဖြင့်ငွေ9000သာကျွန်သွားခြင်းဖြစ်သည်။သို့တော်လည်းတမိသားစုလုံးချိုးချိုးချက်ချန်စားကချစ်ချုပ်ရေးစုထားသောငွေလေးမှုအလုံးကနှမျောမဆုံးနိုင်အောင်ဖြစ်ခဲ့ရသည်။တော်သေးတာပေါ့အမီရေ။သူများတိုင်းမိသွားပြီးမှဒုက္ခရောက်နေရမှနဲ့စရင်ဒီမှာကလေးကတိလိုက်ရတာအရန်ကံကောင်းတာပေါ့။ကိုကြီးကပြောသည်။ဟုတ်ပါရဲ့ကိုယ်ဖျားကယ်ပြီလို့ စောစောသာမသိရင်ငါသားလေးဒုက္ခအမေကတွေး၍ကြောက်ရင် ကိုလိုက်လက်မောင်းကိုကြစ်ကြစ်ပအောင်ဆုပ်ထားသည်တော်ပါပြီကွယ်ဘသူတွေဘလို့ချမ်းသာချမ်းသာငါသားတွေအားမကြကြပါနဲ့အမေတို့ပြည်သားစုဒီမှာပဲဥမကွဲတိုက်မပြတ်လောက်ကင်စားကြရအောင်နော်အမေကတုံ့ပြန်စွာပြောသည်လေလေရင်အိမ်မဲမှာလက်နိုးလာတော့ကိုလက်ကတော့ငိုင်းနေသည် ပြန်မရနိုင်တော့သောငွေကိုလည်းတွေးပြီးနှမျောနေရန်ရှိသည် နောက်၃လရက်ဆိုရင်မိသွေးဖိုးတွေပေးရတော့မယ်အမီအတန်ကြာတော့ကိုငယ်ကပြောသည်နောက်ပြီးပသိန်ပေါ်ဆမ်းမွေးဆန်နေရလဲတင်မောကလူတွေနဲ့အဆက်ရပြီကျွန်တော်ဆမ်းပြီးတင်ကြည့်ရင်နေကိုငယ်ကကိုကြီးနဲ့ကိုလက်ထက်အယောင်အဝယ်တွေပို့ပြီးနှံ့ဆက်သည်ဝါသနာပါသည်မိတ်ဆွေလည်းများသည် အပျော်လည်းချုပ်သည်မိငယ်သည်ကိုငယ်အားငေးကြည့်နေရင်ဒါဆိုရင်အရင်လိုအောင်မှပဲဟုတွေးရင် အမေပတ်ချိုးတတိယသည် အရင်ကတော့တိတ်မလိုပါဘူးအမိရေပစ္စည်းရောင်းပြီးမှငွေပေးရမှာလောလောဆယ်မိသွေးဖို့တော့ကိုကြီးမိတ်ဆွေတွေစီကခဏလောက်လှည့်ပေးပါလားကိုငယ်ကသူ့ဟာသူပင်အဖြစ်ရသွားသည်မိငယ်သည်ဒါဆိုရင်အမိဘကျိုးမရောင်းရသည်ဘူးပေါ့ဟုတွေးရင်မတိမတာတက်ပြင်းချသည်ဘာပဲပြောပြောအမိတွင်ရွှေသုံးပတ်သာရှိနေခြင်းအတွေ့သူတို့အားလုံးအားတက်ကြရသည်အခုဆိုရင်ရွှေစည်းတက်လာပြီ သုံးတောင်းစီလို့ပြောတန်ကြတယ်။သုံးတောင်းဆိုတော့အမေစီမှာ၉တောင်းရှိတာပေါ့။အရေးအကြောင်းရယ်ဆိုရင်ငွေ၉တောင်းရှိနေတယ်ဆိုတော့မစိုးလှပါဘူး။မိငယ်ကအမေအတွက်တောင်းတန်ကြီးသွေးရင်စဉ်းစားသည်။အကိုရီယာလဲတခုခုဆိုရင် အမေဘတ်ဂျိုရှိသားပဲကွာဟုပြောလေးရှိသည်သတိရမိသည်။အမေဘတ်ဂျိုသည်သူတို့အားလုံးအတွက်အားစီဖြစ်နေသည်ကိုတွေးမိပြီးမိငယ်တူရဲပြုံးနေမိသည်။ မေရင်မိုးချိုးပြီးတော့အမေတကူလုံးကိုတောင်တန်ကြီးဝါဝါတွေဖြစ်နှစ်နေအောင်လိမ့်ပေးရင်အမေဆွဲရှုပ်ရဘာလို့တင်းထားတာလဲဆွဲထားပါလားအမေရဲ့ဟု ပြောမိသည်အမေကပြုံးရရင်ဆွဲချင်ပါဘူးအေးအရေးချောင်းရှိရင်သုံးရအောင်ဒါတင်းထားတာပါဟု ပြောသည်မိငယ်ကသမီးကြီးတာမှာအဲ့တဲ့ကြီးတဲ့ရွှေကြိုးကြီးလှုပ်ပြီးအမေကိုဆွဲခိုင်းမယ်ဟုပြောတော့အမေကသဘောကျပြီးရည်ရွယ်မဆုံးအောင်ရှိသည် ကိုကြီးတို့က ဒီကောင်မလေးအမေကိုဘာကန့်ညာနေတာလဲဘတ်ကျိုးနော်ဘတ်ကျိုးဟုပြောကရီကြပြန်လေသည်ရှစ်နှစ်ဆိုသောအချိန်သည်အလွန်လှဉ်ညာစွာကုန်လွန်သွားခဲ့လေသည်အခုတော့သားသမီးအလုံးအတွေ့အမေရင်အေးခဲ့ရပြီဖြစ်သည်ကိုကြီးကမော်ဘီဘိုတင်တန်းချောင်းတက်ပြီးစစ်ပူကြီးဖြစ်သွားသည်မိသားစုတစုလုံးအငှားကားမောင်းရင်လှုပ်ကြွေးခဲ့ဘူးသူကိုကြီးသည်ဇနီးမယားနှင့်သာမကား သမီးသားနှင့်ပါဘဝမှာအခြေကျနေပြီဖြစ်သည်ကိုလက်ကတော့ GTI ចောင်း တက်ခါအင်ဂျင်နီယာဖြစ်သွားသည် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုတွင်လက်ကအကောင်းနဲ့အလုပ်ရသည်ကိုငယ်ကတော့အဝေးတင်တက်ကသူမှာဘွဲကိုပင်ရယူခဲ့သည်အမေဆိုင်ကိုဦးစီးရင်တဖြည်းဖြည်းချဲ့လာခဲ့သည်မှာအင်ကိုနှစ်ထပ်တင်ပြီးအောက်ထပ်တစ်ထပ်လုံးဈေးဆိုင်ဖြစ်သွားသည့်အထိဖြစ်သည်အခုတော့ဆိုင်ကိုတပြိလက်သာအစုံလေးနဲ့ဦးစီးလောက်ကင်နေသည် အမေလည်းအရင်တော့လို့မပင်ပန်းရတော့ဘူး။မိငယ်ကလည်းကိုငယ်လိုပင်အဝေးတင်တက်ရင်ဂျပန်စကားတင်သည်။အရေးအဖက်နဲ့အပြောပါကြွန့်ကြွန့်ချင်းချင်းရှိလာသဖြင့်ဂျပန်ကုမ္ပဏီတစ်ခုတွင်အလုပ်ရသည်။ကန်ကောင်းချင်းတော့လာကောက်ဒေါ်လာနဲ့ရသဖြင့်အကိုတွေထက်ပြီးဟန်ကြချင်းနေသေးသည်။မိငယ်တို့မှနှမလေးရောက်အမေအတွက်တယောက်တစ်ချက်သားစီစုပြီးရွှေလေးချက်သားကြွေးဝယ်ပေးရအောင်လေ။ မိဟသူရှိတဲ့ဆွဲချိုးအရေးကြောင်းချင်သုံးရအောင်တသက်လုံးသိမ့်ထားရှာတာအဘေးမကိုကြီးရောက်လာစဉ်မိငယ်ကဆော့အော်ပြီးရွှေချိုးတကုံးပွဲဖြစ်သည်လေးချက်သားပင်မကငါးချက်သားကျူကြီးဖြစ်သည်ညနေကြတော့ကိုလက်ကလည်းဆော့ဆော့ပြန်လာသဖြင့်အိမ်မှာလူစုံသည်တာသမီးတွေစုံတော့အမေလည်းထမင်းမြိန်ကပြုံးပြော်နေသည်မင်းညကအမေလေးသားတို့အဖေကိုအိမ်မက်မက်တယ် အမေတို့ကအခုလိုပဲစားတောက်ပြီးရီမောနေကြတာအဖေကလည်းအမေဘေးမှာ ပြုံးလို့တိတ်ကြည့်နေတာပဲကွယ်ဟုအမေကသတိရလွမ်းမောဆိုတာပြောသည်ကျွန်တော်တို့အားလုံးအခုလိုလူတစ်လုံးသူတစ်လုံးဖြစ်နေတော့သိရင်အဖေလည်းအယံဝမ်းသာမှာပေါ့အမေရဟုတ်တယ်အဖေအယံဝမ်းသာမှာအမေကလည်းအဖေကိုဂရီပေးခဲ့တယ်လေဘာကောမှနောက်ဆက်မတင်းပါနဲ့အားလုံးတည်းကျမရှိတယ်လို့လေအဲ့ဒီစကားကိုကျွန်တော်အမြဲကြားရောင်နေတယ် နောက်ပြီးအမေကိုလည်းအမြဲကျေးဇူးတင်နေကိုကြီးဟာအမေလက်ဘဝကြမ်းကြမ်းများကိုတရူတရဆုပ်ကန့်ရင်ပြောတော့အမေကခက်ဖြော့ဖြော့ပြုံးသည်အမေကအမေတယောက်ရဲ့အလုပ်ကိုပဲလုပ်ခဲ့တာပါဘာမှမထူးဆန်းပါဘူးတားရဲ့အဲ့ဒီအမေတယောက်ရဲ့အလုပ်ဆိုတာဘလောက်အနစ်နာခံရအပင်ပန်းခံရလဲဆိုတာကျွန်တော်တို့သိတယ်လေအဖေဆုံးပြည့်တဲ့နောက်ပိုင်းမှာအမေအရန်ပြင်ပန်းခဲ့ရတာပဲ မေးပင်မန်းတို့သားတို့သမီးတို့လည်းပင်မန်းကြရတာပဲလေသားတွေသမီးတွေလိမ္မာလို့သာဒီလိုဖြစ်လာတာပါကွယ်အမေကတော့လိမ္မာတဲ့သားသမီးတွေရဲ့အမေဖြစ်ရတာအကျဉ်းနှက်ဆုံးပါပဲကွယ်အမေကရိုးသားစွာပြောသည်အသက်60ခန်းရှိပြီမို့အမေမျက်နှာတွင်ဇရာကြီးအရိပ်အယောင်များလွှမ်းနေတော်လေအမေအပြုံးကနုပြူလှပနေသည်ဟုမိငယ်ထင်သည်ဒီမှာမိငယ်က အမေရှိရကျမ်းပြင်ပေါ်တွင် ကိုကြီးနှင့်အတူရောထိုင်လိုက်သည်ဒီမှာအမေတွေ့သမီးတို့ရဲ့လက်ဆောင်အမေတက်တဲ့သူဂရီးပါဘူးနီလေးကိုထည့်လိုက်တော့အမေကအံ့ဩနေသည်ဘာလို့ရမည်မသိသလိုဘူးနီလေးကိုခက်ငင်းငင်းကြည့်သည်ဖွင့်ကြည့်ပါဦးမီးရဲ့ကိုလက်ထွာဘေးတွင်ဝိုင်းအောင်လာပြီးစိတ်ဆောစွာပြောကြတော့မှအမေလည်းဘူးလေးကိုအတန်ငယ်တုံရီတော့လက်ချောင်းလေးများနဲ့အသာဖွင့်လိုက်သည် ်ဝင်းပြီးဣနေသောရွှေဆွဲချိုးကိုတွေ့တော့မြင်သက်မိတယ်လို့ခိတ္တမြကြည့်နေပြီးဒါဘသူ့ဖို့လဲဟု ခတ်တိုးတိုးမိသည်အမိအတွက်လီအမိဖို့ပေါ့အမိဆွဲဖို့အမိဖို့ပေါ့အမိရဲ့သူတို့လေးဦးကတယောက်တစ်ပေါက်နဲ့အလူရဲ့ပြောကြသည် အမိဒီတဖြည်းဖြည်းပြုံးလာပြီးဆွဲချိုးလေးကိုထုတ်ယူကမြောက်ကြည့်သည်ဖလှလိုက်တာဟုတိုးတိုးလေးပြောသည် အမိမျက်နှာတွင် ဝမ်းသာခြင်း ကြည်နူးခြင်းဂုံယူပီတိဖြစ်ခြင်းတို့ အကုန်ဟက်ခါဝင်လက်နေသည်အမေဝမ်းသာနေပုံကိုကြည့်ပြီးမိငယ်တို့အားလုံးပြောလာသည်မိငယ်ကအမေကိုမှီနှွက်ရင်အမေအမြဲတင်းထားတဲ့ဗတ်ကျူးကြီးရှီတုံဖျားလှူလိုက်တော့နော်ဟု ပြောရန်စဉ်းစားနေစဲတွင် ကိုလက်ကအရင်ဦးအောင်ပြောသွားသည်အမေအမေဗတ်ကျူးကြီးဖျားလှူလိုက်တော့လေဒီကျို့အမြဲဆွဲထားတော့နော်ကိုလက်ဤစကားကိုကြားတော့အမေက ပို့ပြီးပြုံးလာသည်အမေလေးရွှေတကုံထီတော်ကြီးမှာတန်တန်ရရလှူချင်းနေတာသားတို့သမီးတို့တိတ်ကျေစုတင်တာပဲလှူလိုက်တော့လေအမေရဲ့အမေသိမ်းထားတဲ့ဗကြိုကြီးလှူလိုက်တော့လေမိငယ်ကရှာခလုတ်တိုက်အောင်အလောတကြီးပြောတော့အမေကပြုံးပျော်ကြည်နူးစွာရီမောသည်လှူရမယ်သမီးရဲ့ဗကြိုးမဟုတ်ဘူးဒီကျိုးကိုလှူမှာသားတို့သမီးတို့သဘောတူတယ်မဟုတ်လား အမိကသူ့လက်ထဲမှာရွှေချိုးကို လက်ထဲတွင်တရွတရကန်ကစကြည့်နေမိငယ်တို့ကပြုံးဆဆနဲ့ပြောသည် ထို့နောက်ဒေးလူတွေကြားသွားမှစိုးဟန်နှင့်တိုးတိုးလေးပြောသည်အမေအမင်းသိမ်းထားတဲ့ဘတ်ချိုးဆိုတာပစွန်တောင်ဈေးထဲက120နဲ့ဝယ်ထားတဲ့ရွှေတူကြီးကလေးတို့ရဲ့တဲ့ အဆုံးထိနားထောင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမရဲ့မိတ်ဆွေများအားလုံးတာယာချမ်းမြေ့တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။